ဆက်လက်ပြီးတကုံတက္ကသိုလ်အနုပညာအသစ်မှကျောင်းသားကျောင်းသူများကအဖွင့်တခြင်းနဲ့တည်ဆုပ်ဖြောပြခဲ့ကြပါရရှင်။အရင်ကမှာတော့တကုံတက်ကသူအနုပညာအသင်းတချင်းအစိုးပြိုင်ပွဲ final ကိုဆက်လက်ကျင်းပခဲ့ပါရရှင်။ င်္ဂလာပါရှင်။အဲမင်္ဂလာပါ။ဟုတ်ကဲ့ပါဆရာဒီကနေ့ကျင်းပပြုလုပ်တယ်ပေါ့နော်ဒီကောင်တက္ကသိုလ်အမှုပညာအသင်းရဲ့ဒီသတင်းဆုံးပြိုင်ပွဲမှာဆရာအနေနဲ့အကဲဖြတ်တိုင်းပြပါဝင်ပြီးတော့ဆောင်ရွက်ဖြစ်ပုံလည်းသိပြရသေးရှင်။အော်ဒီမှာအဲ့လိုပေါ့အခုဆိုဒီမှာပုံမှန်ပေါ့နော်နှစ်တိုင်းတို့အဆိုပြိုင်ပွဲလေးတွေရှိတယ်အဲ့ဒါကိုနှစ်တိုင်းလာပြီးတော့လုပ်ပေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ကျင်းပပြုလုပ်တဲ့သတင်းဆုံးပြိုင်ပွဲရဲ့ပြိုင်ပွဲပုံစံကိုလည်းပြပြပေးပါအောင်ရှင်။ အော်ဒီမှာတော့အခုလောလောဆယ်ကတချင်း10ယောက်ပြိုင်မှာပေါ့နော်10ယောက်ကိုစိတ်ကြိုက်တချင်းနေပြိုင်လို့ရတယ်တကယ်လို့အဲ့မှာတိုင်ဖြစ်သွားတယ်လားအမှတ်တူွားလို့ရှိရင်တော့စိတ်ကြိုက်မြန်မာတန်နဲ့ထပ်ပြီးတော့ရှင်းပြိုင်တာအဲ့ဒါကိုကဲဖြတ်ပေးမှာဖြစ်ပါလေဟုတ်ကဲ့ပါရှင်ဒီတချင်းစုပြိုင်ပွဲမှာသတ်မှတ်ထားတဲ့အစီအမံစည်းကမ်းတွေနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ရှင့်အဲဒီမှာဟိုစည်းကမ်းသတ်မှတ်ချက်ကတော့တိတ်အများကြီးတော့ဟိုမရှိပါဘူးအဲ့ဒါ तू ဆိုတာအစိုးတိုင်မင်းလေးမှန်မယ်ပေါ့နော်အဲ့ဒါ pace ကောင်းမယ် အဲနောက်ဆုံးအဲသူဆိုတဲ့ဆိုဟန်လေးတွေကောင်းမယ်ဆိုလို့ရှိရင်ဒါကိုအဓိကအမှတ်များပေးတာပေါ့နော်အဲအမှတ်လေးတွေပေါ်မှာပဲမူတည်ပြီးတော့သူတို့ဆုံးဖြတ်ပြီးတော့အကဲဖြတ်ပေးသွားမှာပေါ့ဟုတ်ကဲ့ပါဒီတချင်းစုပြိုင်ပွဲမှာပါဝင်ပြီးတော့ရှင်ပြိုင်တဲ့အကြောင်းသားအကြောင်းသူတွေအတွက်အမှတ်တရစကားလေးလည်းပြောကြားပေးပါအောင်ဆရာအော်အခုလည်းနိုင်ငံကျော်ဟလာအမှုပညာရှင်တွေတင်းသက်ရှင်တွေလည်းဒီလိုနေရာတွေရပဲမွေးဖွားပြီးတော့ဟလာနာမည်ကြီးတွေဖြစ်သွားကြတော့ပေါ့နော်ဒါတော့ဒီနေရာကတော့တကယ်အခြေခံ အလားအုံမြင့်ပေါ့နော်ဒီနေရာနေပြီးတော့ပဲဝါသနာရှိတဲ့လူတွေကိုမြေတောင်မြောက်ပွားပေးတဲ့သဘောပါပဲပရိသတ်များရှင်တကုံတက္ကသိုလ်အမှုပညာအသင်းတချင်းအစိုးပြိုင်ပွဲဖိုင်နယ်မှာဆိုရင်တော့ဂီတမူဆရာဦးဝင်းကျော်မစ္စတူရီယိုအင်ဂျင်နီယာချုပ်ဆရာဦးစိုးမိုးနဲ့တရီးဆရာဆရာဦးမင်းစောတို့မှအကဲဖြတ်တိုင်းအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ကြပါရရှင် ကျင်းပပြုလုပ်တဲ့ဂုံတက္ကသိုလ်အမှုပညာအသင်းတချင်းအစိုးပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်နဲ့ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူတွေအားဆိုလို့ရှိရင်တော့ပနာမအဆင့် level 1 level 2နဲ့ final အဆင့်ကိုအဆင့်ဆင့်ရှင်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ပါမောင်လေးရဲ့နာမည်ရဲ့ဒဂုံတက္ကသိုလ်အနုပညာအသင်းအကြီးမှုကျင်းပတဲ့တချင်းဆိုပြိုင်ပွဲမှာပါဝင်ပြီးတော့ရှင်ပြိုင်ပြပုံလည်းသိပြရသေးရှင်။ဟုတ်ကျွန်တော်နာမည်ကဟိန်းစော်လေးပါမ။ဟိုဟာဒီပြိုင်ပွဲဝင်ပြိုင်တဲ့ဟိုဟာဟိုကျွန်တော်ဒဂုံကျွန်တော်ကအရန်စိတ်ဝင်စားခင်ဗျ။ဟိုတချင်းလေးဆိုရန်လက် crazy ဖြစ်တယ်။အားလုံးဒီပြိုင်ပွဲလေးဝင်ပြိုင်ပြတာပါဟုတ်။တချင်းရဲ့နာမည်ကဂျင်မာလီချမ်းပေါ့နော်။ဟုတ်။အကျိုးတင်ပြင်ဆင်ခဲ့ရတယ်ဆိုတာအိမ်မှာကာရိုကေကာရိုကေနဲ့အဲ့လိုကာရိုကေဆိုတယ်ပြီးတော့ ကျွန်တော်ရဲ့မမီးကမမီးကအာကျွန်တော်ကိုအနီးကပြပေးတယ်ခင်ဗျအာအဲကြောင့်ကျွန်တော်ဒီအခုအဆင်ပြေတာပါခင်ဗျဟုတ်ကဲ့ပါဒီသချင်းကိုပေါ့နော်ယုံကြည်ချက်ချင်းနဲ့လူမျိုးပါဝင်ပြီးတော့ရှင်ပြတဲ့အခါမှာမောင်လေးရင်တွေကဖြစ်ပေါ်နေတဲ့ခံစားချက်ကိုလည်းပြပြပေးပါအောင်ရှင့်ဟောကျွန်တော်ကတော့အကောင်းအကောင်းဆုံးကြိုးစားခဲ့တာပဲခင်ဗျဖြစ်ပေါ်နေတဲ့ခံစားချက်ကကျွန်တော်အရန်ပျော်နေတယ်ကိုအကောင်းဆုံးလိုရတဲ့အတွက်အာအကောင်းဆုံးရမယ်ဆိုရင်ညှော်လင့်ထားပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါပထမဆုရရှိနိုင်ပါစေလို့အမနေပြီးတော့ဆုတောင်းပေးလိုက်ပါရရှင်ကျေးဇူးတင်ပါတယ်ခင်ဗျ က်လက်ပြီးဒဂုံတက္ကသိုလ်အမှုပညာအသင်းရဲ့ဒဂုံအေဂရီအမြင့်အဖွဲ့မှကပြဖြောပြခဲ့ကြပါရရှင်။ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဒဂုံတက္ကသိုလ်အနုပညာအသင်းတချင်းအစိုးပြိုင်ပွဲဖိုင်နယ်နဲ့ဒဂုံအေဂရီအမြိန်ဖျော်ဖြေပွဲအခမ်းအနားကိုပရိသတ်များကြည့်ရှုခန်းစားရတာကျင်းနဲ့နှစ်သက်လိမ့်မယ်လို့မျှော်လင့်ရင်ရန်ကုန်မြင်ကွင်းချိတ်အစီအစဉ်ကနေပရိသတ်တွေကိုနှုတ်ဆက်လိုက်ပါတယ်ရှင်ကြည့်ရှုအားပေးရပရိသတ်တူးချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်